ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြု SP အမျိုးသမီးကလပ်အသင်းဟာရှေ့လာမယ့်နော်မာလာရဲ့ရောက်ရင်အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုစတင်ရှင်းပြတော့မှာဖြစ်ပါတယ်ခင်ဗျာနော်မာလာ6ရက်နေ့ကနေနော်မာလာ15ရက်အထိကိုမြေကိုရေကိုကွင်းကိုပရိသတ်ရှေ့မှောက်မှာ ISP အမျိုးသမီးကလပ်အသင်းကအာဆာချန်ပီယံလိအုပ်စုပွဲတွေရှင်းပြန်ကစားမှာဖြစ်ပါတယ်မနေ့က ISP ကလပ်အသင်းဟာအာဆာချန်ပီယံလိကစားဖို့ ပြည်ဝင်ကစားသမား9ယောက်ကိုအငားခေါ်ထားတဲ့အကြောင်းကျွန်တော်ပြောပြပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ ISB Club အတင်းကနိုင်ငံခြားသားကစားသမားခေါ်ယူမှုသူတို့ဘက်ကလုံးတော့မှာမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်တဲ့အကြောင်းပြည်သက်တွေကိုအတိပေးပြောကြားခြင်းပါတယ်ဟုတ်ကဲ့အဲ့တော့ ISB Club အတင်းဟာနိုင်ငံခြားသားကစားသမားမခေါ်တဲ့အတွက်လက်ရှိခေါ်ထားတဲ့ပြည်ဝင်ကကစားသမားတစ်9ယောက်နဲ့အတင်းကိုဖွဲ့စည်းပြီးတော့ အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲကိုရှင်းပြန်ကစားသွားဖို့ရှိနေဖြစ်ပါတယ်ခင်ဗျအဲ့တော့ကစားသမားတွေကိုယ်ကတော့ပြိုင်တဲ့တွေသိရှိပြီးသားဖြစ်ပါတယ်ပထမ၄ယောက်ခေါ်တယ်အဲ့၄ယောက်ကတော့ဖြူဖြူဝင်းစမ်းတော်တော်ရုံးရီလိုင်းနဲ့ဖြူဖွေးတို့ဖြစ်ပါတယ်နောက်ထပ်ကစားသမားတွေ၅ယောက်ကတော့ဒါအေယာဝတီအသင်းရဲ့ကစားသမားတွေဖြစ်ကြတဲ့ဇွန်ယူရဦးနဲ့တော့ထွက်ဝေပါတယ်နောက်ပြီးတော့တစ္ဆာအာမန်ရဲ့ကစားသမားတွေဖြစ်တဲ့ကိုသမားမျိုးမြတ်ကြီးမြတ်နိုးခင်ခင်မမိုထွန်းတို့ ISB အသင်းစီကိုရောက်လာမယ်ခင်ဗျာ ဟုတ်ကဲ့အဲ့ဒီကစားသမားသစ်9ဦးနဲ့ SB ကလပ်အသင်းဟာအာရှအမျိုးသမီးချန်ပီယံလိအုပ်စုပွဲစဉ်တွေမှာဘာတွေဘယ်လိုလုပ်ပြမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ကြတော့မှာဖြစ်ပါတယ် SB အမျိုးသမီးကလပ်အသင်းရဲ့အုပ်စုဟာအုပ်စုချက်တစ်ခုဖြစ်ပါတယ် SB အမျိုးသမီးကလပ်အသင်းဟာတောင်ကိုရီးယားကလပ်ဆူဝွန်ဂျပန်ကလပ်တိုဂျိုဘာရီဘီလီဇာမြောက်ကိုရီးယားကလပ်နီကိုယန်တို့နဲ့တုံးစုတွေကြောက်နေတာဖြစ်ပါတယ်ခင်ဗျ SB အမျိုးသမီးကလပ်အသင်းပါဝင်တဲ့ ရှမ်ပီယံလိအုပ်စုကအုပ်စုပွဲစဉ်အားလုံးကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပဝင်ရရှိထားတာဖြစ်ပါတယ်ဒီအုပ်စုမှာ ISB မြို့သမီးကလပ်အသင်းအနေနဲ့အကောင်းဆုံးအုပ်စုတတိယစာရင်းဝင်မှုလောက်ကိုမျှော်လင့်ပြီးရှင်မြန်ကစားပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာအုပ်စု၃ခုပါဝင်ပါတယ်။အုပ်စုပထမနဲ့ဒုတိယရှိတဲ့အသင်းတွေက quarter final ကိုတိုက်ရိုက်တလှမ်းဝင်ရရှိမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အုပ်စုတတိယရရှိတဲ့အသင်း၃သင်းပေါ်ထွက်လာမယ်။အဲ့၃သင်းတွေက အကောင်းဆုံးအုပ်စုတတိယနှစ်သိန်းဟာ quarter final တက်လန်ကွင်းကိုရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ ISB အမျိုးသမီးကလပ်အသင်းတွေနဲ့အကောင်းဆုံးအုပ်စုတတိယအသင်းစီးရင်ဝင် ဖြစ်ပြီးတော့ quarter final စီတက်လန်နိုင်လိမ့်မလားဆိုတော့ကိုကျွန်တော်တို့စောင့်ကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအပြည့်ပြည့်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ